ကယ်ဒီပေးတဲ့ညဆိုရင်အဲ့မှာဝင်ကြီးအဆက်ဆက်ကျွန်တော်တို့ရုပ်ရှင်လောကကြီးဖွင့်ပြတို့တဲ့ဘယ်နေရာသွားဖွင့်ပြတို့ဒီဒီမှာတော့တိုင်ပတ်နေတဲ့ဆရာဘယ်တဲ့သွားဘယ်သွားပြီးဖွင့်ပြတို့တဲ့ရုပ်ရှင်လောကကြီးအကြောင်းနဲ့သိတာမဟုတ်ဘူးအထက်နဲ့ဆင်းကြည့်တာကိုရိုက်ခွေးနဲ့တစ်ခါမှမရဘူးမဲသွားဖွင့်ပြတို့တဲ့ဘူတွေအဲ့မှာဆရာကြီးတွေတရားသွင်းတော့ရုပ်ပြီးပြင်းသွားဒီမှာခံစားမှုကဒီမှာခံစားမှုကဒီမှာတို့တဲ့မှုကဒီမှာစွန့်လို့သလားမရှိဘူး ဟိုကျွန်တော်လူမျိုးကဘာလို့ဆိုဘလုံးဝင်မရှိပဲနဲ့ကိုတက်တက်ဖလားလို့ရင်းနေတက်တက်ဖလားလို့ဥပမာမင်းသမီးကားပြက်မင်းသမီးကားပြက်မင်းသမီးလက်မကားပြက်ရင်ဒီမင်းသမီးကလက်မလည်းတယ်လီဖုန်းနဲ့ကားလည်းကိုယ်တိုင်မောင်းလာဗန်နီးမစိုးဗန်နီးမစိုးဝါရှော့တော့သူဖုန်းလန်းဆက်မှာဘယ်ကားမှမဆက်ဘူးဘယ်ကားမှမဆက်ဘူးဝိုးဆိုကားကြီးဖြတ်သွား ပိဿကကတည်တယ်အမေကကြည့်နေတာမင်းသားကဖြစ်ရမယ်ဟုတ်တယ်ပြန်ဆုတ်လာတယ်ကြည့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 ်ကျွန်တော်ဘာကွင်ကြည့်ပေးရမလဲကျွန်တော်ဘာကွင်ကြည့်ကျမကားပြင်းနေတယ်မသိလို့မင်းအောင်မယ်အဲ့ဒီမင်းသားပဲချိန်ကဝက်ရှော့ပညာတက်တာနောက်ကျွန်တော်ရှိမှာဥပဒေတရားရှိတယ် အဲ့ဒီဥပ္ပရေဘာလဲဆိုတော့ပထွေးမှန်ရင်အရက်တော့ပါဟမ်မရမတော့မရဘူးလားဟာမရဘူးအပြစ်မမတော့တဲ့ပထွေးတွေအများကြီးပါသူတော်ကောင်းနေအမရဘူးပထွေးမှန်တောက်ကောဘာမှပြောမနေတောက်ပလိုက်ပါဟာကျွန်တော်ရှိမှာတော့မရဘူးသေကန်နီးလေးလေးပို့တော်ကီးရပြစ်လေးပဲတမီးအမေမသေးခင် မောင်တန်းထိုက်ကိုယူလိုက်ပါသမီးရေ။အော်ကိုရောပဲညသေးရမှမသိဘူး။တူတူယူယူမယူယူပြကိုလည်းမြင်ရတာမဟုတ်ဘူး။အမေပြောတာကြားလား။အတန်လေးတိမ်ပါတော့မင်းသမီးကသေပြီဆိုပြီးစောက်ငိုနေတာ။အမေမသိသေးပါဘူးသမီးရေ။အော်ပြန်ထား။ဝင်းဝင်းစိုးချက်ဝင်လိုက်ဝတ်တယ်လမောင်းအခဖြစ် မင်းသမီးအဲ့ရခက်ကအမျိုးသမီးရလဲဒီလက်မောင်းအလားမှာစိတ်ဝင်လာမင်းတို့ကတော့လည်းမင်းကလျှောက်ချက်သိစိတ်ဝင်မှာပါဘူးအဲ့ဒါအဲ့ဒီအလားဒီလိုမသွားတော့ဘူးအဲ့ခက်ကဒီလိုမေးလိုက်တော့ဒီရောက်ပြဒီလက်မောင်းအလားဒီလိုမေးလိုက်သွားတယ်ကိုယ်တော်လေးကိုရေချိုးပေးတယ်ရေတွေနဲ့ရေကိုဆွဲတယ်ရေတွေနဲ့ရေကိုဆွဲသတ်သတိရေချိုးပေးဖို့မဟုတ်သူ့လက်မောင်းနားဆွဲလိုက်ကလေးဝဝကလေး ကလေးရအောင်မကန်းနဲ့ပြားနေပြီတို့မိမတန်းအောင်လို့ကိုချစ်မအောင်ကိုချစ်ဖို့ဖြစ်သားလဲမကန်းနဲ့ပြားနေတယ်ဗျာဟုတ်ဟုတ်ကွာအဲ့လိုပဲအဲ့ဒီခေတ်မှာဒီလူတွေရဲ့နှလုံးသားကိုတိတ်ကြုံယူသွားတဲ့မင်းသားတက်ကကဘာမှမရှိကဘာမှမရှိ သူ့အောင်မင်းသား90ရှိတဲ့တိုင်းမျိုးဝိုင်းချဲ့ချဲ့အဲ့လိုတယောက်တည်းတူးချင်တယ်နှစ်တည်းတည်းမရှိသေးဘူးတိုင်းမျိုးလို့ရှိရှိရှိအဲ့တော့ဒီရုပ်ရှင်လောကမှာလည်းအဲ့လိုပဲသမီးတို့သားတို့ကကြည့်မယ်ဆိုရင်ဘယ်အရာမဆိုရုပ်ရှင်ကြည့်တာရုပ်ရှင်ကြည့်ရတာဒါသည်ငါသာဆိုရင်ဒီလိုနေရာမှာငါဒီလိုဇက်ညွန်းလေးရေးပြီးတော့ငါဒီလိုလုပ်ပြလိုက်မှာပေါ့ ဥပမာမင်းသမီးကားပြက်တယ်မင်းသမီးလက်မကားပြက်ရင်ဒီမင်းသမီးကလက်မလည်းတယ်လီဖုန်းနဲ့ကားလည်းကိုယ်တိုင်မောင်းလာတာဗန်နီးမဆိုဝါရှော့တော့သူဖုံးလန်းဆက်မှာပေါ့ဘယ်ကားမှမဆက်ဘူးဝိုးဆိုကားစီးဖြတ်သွားတယ်ပိဿကကတည်တယ်အမေကကြည့်နေတာမင်းသားကဖြစ်ရမယ်ဟုတ်တယ်ပြန်ဆုပ်လာတယ်ကြွ့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 ကျွန်တော်ဘာကွန်ကြီးပေးရမလဲကျမကားပြင်းနေတယ် မသိလို့မင်းရမယ်အဲ့ဒီမင်းသားပဲချိန်ကဝက်ရှော့ပညာတက်ထားတာမင်းလေကွန့်ကိုတွေးရမင်းဘောဘောရှိပြင်မတက်မင်းသူကဘာလို့ကဆက်ဖုံးဖွင့်လဲနှုတ်ကြည့်ပါဦးဇက်ကတာပဲပြောရင်တာကအဲ့ဒီနေရာမှာငါးသားဆိုရင်ဘလို့လုံးလိုက်မှာဒါကဇက်ကိုဒါတက်တက်ကိုလှုပ်ချတာဒီလိုအတွေးလေးတက်ကြည့် ကိုရီးယားကအတုခိုးရဲဆိုတာဒီကြောပူးပိုးတော့မင်းသမီးကိုကြောပူးတော့အတုမခိုးနဲ့ကိုမကလမ်းချအဲ့ကြောပူးလို့ရတယ်လမ်းကောင်းတယ်ဒီမှာလမ်းပြက်နေတာခြေတော့ခောက်သွားမှာပေါ့သူတို့ရှိရအတုခိုးရမှာကားပါကိုဘယ်သူတက်တဲ့ကပတ်ခလန်းပိုက်တယ်ဘရတ်စ်ကပတ်ပတ်မယ်အဲ့ဒါကိုတုခိုးရမှာကျွန်တော်တို့အတုခိုးမားနေကြတာအဲ့တော့ဟုတ်ပြီအဲ့တော့ငါလာဆိုရင်အဲ့လိုလုပ်မယ်အဲ့တော့ဟုတ်ပြီနောက်တစ်ခါ ကမ္ဘာမှာကြိုက်တဲ့ဟောလိဝုဒ်ကြီးကြီးဘောလိဝုဒ်ကြီးကြီးအိန္ဒိယဖိလစ်ပိန်ကြီးကြီးယူရီးယားကိုကြီးသူတို့ရှေ့ကဂလူဇိုးခေါင်းဆောင်တွေကတိတိကျကျဒီနေ့လောက်မှမနေ့ကကျွန်တော်စကိုင်းထဲမှာကြည့်တယ်ကာရကားဆိုရင်ဒီယူရင်းချီစီငလေးကိုကလေးကိုကဲတယ်အယံကောင်းတယ်အဲ့အကျိုက်ဆုံးကအဲ့ဒီလူဇိုးလောက်တဲ့လူရဲ့မျက်နှာမျက်နှာကြောလှတယ်သူအကြင်ကကြောက်စရာဟာရက်ဆက်တဲ့မျက်လုံးရှာရအမက်အဲ့ဒီပုံကိုသိတဲ့ဘောကြတယ် တချက်မပြောရင်းရည်ချင်းမရှိလူရတဲ့အတ္တမဒုံ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 နဲ့ပြစ်တာပြစ်သွားကျွန်တော်ရှိရအရင်ရှိတာဘာရည်မှန်းလည်းမသိအလူစိုးကောင်းဆောင်စေသူတို့ရှိတာသူဘာအကြောင်းပြချက်လည်းမရှိဘူးဒီတောင်ကျောင်းကဖြတ်လာတဲ့ကျောက်ဆိုင်တွေတို့ဖြတ်တိုင်းမယ်ရလာလာမင်းတို့ကအကုန်ဝယ်စီပြီးကြားလာကြားလာဆရာကြီးဟာဟာဟာဘာရည်တော် ျွန်တော်ကကြီးတယ်ဆိုအကြောက်ပြက်ချက်တခုတော့ရှိရမှာပေါ့ဟောအခုအခုဟိုလိုလာယူဟိုခက်ကအဲ့လိုအခုခက်ကဒိုက်တာတွေကမကဲမရှိပါနဲ့ဒါသူတို့အချင်းလေးရနေနေပါဆရာရဲ့ဟိုခက်ကခေါင်းဆောင်တွေလည်းလူစိုးခေါင်းဆောင်တွေလည်းရည်တာပါပဲတဲ့ကျွန်တော်လည်းအိမ်နာရောက်ဘလို့မှမသိရည်ကိုရည်ချင်တာသူအိမ်နာရောက်မှသူကခလုတ်ပေးလိုက်တယ်လို့ပဲအဲ့လိုရည်ချင်တာသူအဲ့လိုအလွန်ရည်တဲ့ပုံကူတရားကျွန်တော်တို့ပတ်မရရပုတ်ပေါင်းမှာကားရိုက်တော့သူကနောက်နေ့ နေ့လယ်မှာစတန်ရလဲဆင်ပြီးပြီးအဲ့ဓမြစကန်းကြီးအကြီးခါလိုက်တတိပါးအသေးချာကဓဏီပါးရင်းအကချပြီပြဿနာကညမဖဲရကြတော့အဲ့ဒီရှူတင်မန်နေဂျာနဲ့အဲ့ဒီကိုရီမဲ့အလွန်ရှိတဲ့လူစိုးခေါင်းဆောင်နဲ့တဝိုင်းနဲ့ရိုက်တော့မနဲ့မိုးလင်းကနေကြတော့တခါတည်းအဲ့ဒီလူစိုးခေါင်းဆောင်တို့တွေဖဲရအကုန်နိုင်ွားရှူတင်မန်နေဂျာဖဲရှုံဖဲရှုံတော့မကျင်းတာဘူးသလားတအီးအီးနဲ့ အဲ့ဒါဒရိုက်တာမနဲ့မို့နှိမ့်လေပိုင်းကြာတော့တပင်းစားပြီးလည်းကကဲအဲ့စတင်ခန်းရိုက်မယ်ဒရိုက်တာစီတီမန်ရောက်လမ်းကိုချိန်မနာအောင်ဆက်ပါမယ်လူစိုးပေါင်းတော့ဘုအရင်အတုလုပ်တာကစက်သား၆လောက်တာဟုတ်ကဲ့သူကမုန်းနေတာညဖိုက်ရှောက်ရတာပဲစက်သား၆လောက်တော့မလဲအဲ့မှာစက်သား၆ရှိရင်လည်းမရှိအောင်ဆောင်မယ်သူအဲ့မှာဘုံဆံကျိုးတွေခုတ်ဖြစ်ပြီးရေနဲ့စက်တာပွာပကံနဲ့ထည့်တာခတ်တည်ရယ် ပကံနဲ့ထဲတာပြီးပြီဒါကြီးအဲ့တော့လူလိုက်မချိနိုင်ဘူးဒါကြီးဆက်သားကြောက်ပေါ့ရိုက်ကမရိုက်ခင်မာရင်သူအဲ့ဒီလူကောင်းကောင်းလို့ပြတယ်သုံးခါရှိကျွန်တော်ရှိမှာကဒီနေဘူးဘူးဘာမှမဟုတ်ဘူးဘာမှမရိုက်တယ်ဆိုတော့ဒီကောအေးကတကယ်ကိုစပတ်ကြိုက်ဒီမှာမဟုတ်ဘူးနေဘူးတွေမှာကုတ်အိမ်နဲ့ချိုးရတိုက်တိုက်တိုက်ကြကျွန်တော်ရဘာကျွန်တော်အဲ့ဒီစဉ်းစားနေတယ်ကဘာမှလည်းမရှိကျွန်တော်အဲ့ဒီထူးကြကြ ဘာမှမသိကောက်ရှိလိုက်တာကျန်ဒီရောအုပ်စုဒီကြောင်ယောဂဖြတ်အဖိုးရပစ္စည်းတွေပါလာမင်းတို့ရဲ့ကျိုးရဲ့ကံရပေါ်မှာမူတည်တယ်မင်းတို့လက်ထဲကိုရောက်အဲ့ဒီပစ္စည်းတံမိုးကြီးတယ်မင်းတို့လည်းဘဝပြောင်းမယ်ငါလည်းမြတ်သွေးလေးနဲ့လက်ခါရင်ကြီးပြီနော်မြတ်သွေးလေးနဲ့အဲ့တော့မင်းတို့ကောင်းနေမညာကြိုက်ကျန်ဒီလိုကောင်းစုအပြတ်ရှင်း

ိုက်ပြဲလိုက်တော့ဒိုက်တာမောင်ညာရတယ်တက်တက်တက်ဘာဖြစ်ရလဲဟဲ့ဘာဖြစ်ရလဲတော့ဝါလို့မရဘူးပြောဘာလဲဥပ္ပံကျိုးတွေတော့တော့ဥပ္ပံကျိုးတော့မရဘူးဖြစ်နိုင်ရင်မဖြစ်နိုင်ရင်ဒီအနောက်ဘုံအာယုံတစ်ခုလည်းပွားနေတဲ့နိုင်ငံဘယ်လိုသွားမှလဲကဘာကြီးမျက်လုံးတွေဆွန့်နားတွေဆွန့်နား မျက်လုံးတွေဖွင့်နားတွေမဟုတ်ဘူးဒီသေးသေးလေးပုံမှာပဲကုတ်ကက်နေတာနော်တော့ရှိသေးတယ်လူသေးကနေလူတယောက်ကအပြင်မှာလည်းပိတ်တာလည်းတိပြီးသားတိုင်းပဲဘယ်လိုလဲစကားပြောတယ်မှာအမနဲ့သူ့ရဲ့စွတ်တီစိတ်ကလေးကျွတ်ကလေးလိုနောက်ဘဝတစ်ခုကိုကူးဖို့အတွက်ဒီဘဝလက်လွတ်တော့ပါနောက်ဘဝကူးဖို့အတွက်ဒါလေးလိုစကားကိုမပြောနိုင်မပြောလို့အကြည့်လို့တော့ပါကျေးဇူးလေးတွေထုတရားကိုယ်လေးတွေဖွင့်ပေးရဟာကျွန်တော်ရှိမှာတော့မရောက်သေကနီးလေးလေးပိုတော်ကီယာပြစ်လေးပဲတမီး အမေမသေးခင်မောင်တန်းထိုက်ကိုယူလိုက်ပါသမီးရေဩကိုရောဘယ်ညသေးရမှမသိသူကသူယူယူမယူယူပြကိုလည်းမြင်ရတာမဟုတ်ဘူးအမေပြောတာကြားလားအတန်လေးတိမ်ပါတော့မင်းသမီးကသေးပြီဆိုပြီးစောင့်ငိုထဲတာအမေမသေးသေးပါဘူးသမီးရေဩပြန်ထမင်းသမီးကငိုရတော့မလို့လို့ယီရတော့မလို့လို့အဲ့မှာသူမှန်ရရှည်တယ်မှာ အမေဝိုင်းလေးကိုပေါင်ထားတာသမီးရဲ့ကိုအောင်အစ်ကိုပြန်၍အစ်ပြေးအမေကတော့မောင်တန်းထိုက်တယ်ပဲလက်ထစေကြည့်တယ်အဲ့ဒီမတည်သေးဘူးအပါဝုံမာလာရှင်မေးပြီးတော့မှအမေသွားတော့မယ်တက်ကအဲ့လိုပြောလို့မရဘူးလေဘယ်လဲအမေကတက်ကဝင်လိုက်ထွက်လိုက်နဲ့မြန်မာအိုက်တော့မဟုတ်ဘူးဝင်လိုက်ထွက်လိုက်လို့မရဘူးဘာကြီးကစားပါတော့ကိုလည်းသိတာမဟုတ်ဘူးအမေသွားတော့ သူကကျွန်တော်ရှိမှရှိတယ်ဇက်လဲသွားပြီဆိုဒါသေးတာဇက်မလဲမချင်းရတော့အဲ့ဒါမသေးသေးဘူးအဲ့မှာရစ်နေတော့မယ်အမေအားအားသေးပြီအဲ့ဒီကျမှမင်းသမီးကငိုကသူ့အခန်းကဏ္ဍငိုဖို့တိက္ကံမီစောက်နောက်ကျွန်တော်ရှိမှဥပဒေတရားရှိတယ်ဗျအဲ့ဒီဥပဒေကဘာလဲဆိုတော့ဘသူကတမလိုက်လည်းမသိဘူးဘယ်ခက်ကလည်းလည်းကျွန်တော်က1920ရရုပ်ရှင်စပေါ်တာလန်ဒန်ဥပုံမောင်တို့ရုပ်ရှင်ဆိုစပေါ် ဘယ်လောက်လိုက်ရလဲကျွန်တော်မသိဘူးဗျဆက်ဆက်ကြီးတော့မေးရအောင်ပထွေးမှန်ရင်အရက်တော့ပါလားဟာမလို့မတော့လို့မရဘူးလားဟာမရဘူးအပြစ်မမတော့တဲ့ပထွေးတွေအများကြီးပါသူတော်ကောင်းနေအာမရဘူးပထွေးမှန်တော့ကိုတော့ဘာမှပြောမနေတော့ပလိုက်ပါမူးလာသူအပြင်းနဲ့မူးလာသူမိမကိုလည်းပြထားတယ်ရှေ့မှာဇက်ဝင်ကမိမသည်စိကျုပ်သွေးစိတွေတက်ပြီးပလက်လန်နေမလှုပ်နိုင် ူကအမြန်နဲ့အပေါင်းင်းနဲ့မူးလာတယ်။မူးလာဆိုနှမူးမူးတယ်။အရင်မူးလာရဲ့နှာဘူးမူးလာရဲ့ဆိုနှမူးမူးလာ။သူကမူးပြီးတော့ချစ်စုအဲဒါတော့ရုပ်ရှင်သဘောရဆိုချစ်စုတကားဖွင့်ပေးစမ်းတတိလီအိမ်ပေါ်မှာလေးကမင်းသမီးလက်တာပတ်တာပိဿကကြိုသိနေဟာဒီကောင်ကမကြံမှာပါကွာတဲ့မကြံမကြည့် ကြိုးတဲ့တိုင်းပဲဒါကလည်းပွင့်လို့အိညာအခြေကြီးပဲပြပြစ်နေတယ်ခွေးကလေးလည်းလည်းကြက်တက်တယ်အိညာရေတိုက်ကြည့်ပြတာမလဲဘူးကွာအဲ့ဒီကလေးမှလည်းပေါ့မှာပြစ်နေအဲ့ချိန်မှာကျဲမှမှာမိရလည်းပြက်သွားဒီလိုမိသက်လည်းမရှိဘူးမိရလည်းပြက်သွားအဲ့ဒီမှာညစီပန်းမိရလည်း practice ကြည့်ပါဟာကြောက်မိရလည်းခွတ်စုွဲသွားဟာပြိဿကတည်တယ်မချင်မဘူး လွန်စော်ကားလိုက်ပြီးသွားတယ်ရောအော်မင်းလုံးလိုက်ပြီးစော်ကားလိုက်ပြီးသွားတာသိတယ်အဲ့ဒါကဘာလဲမောင်နေမှာအာပိုကြီးနေပါပဲရောလွန်မထွေးတယ်ကွာအဲဒါပဲတဲ့ကျွန်တော်လက်ခံလက်မခံအဲ့ဒီတော့မခံတော့လဲကြော်လဲကြော်အဲ့ဒီလေးမှနေရဝါအာဒါတော့နည်းနည်းများပါဒါတော့လုံးဝလက်မခံနိုင်ဘူး အဲ့လိုလူအဲ့လိုနှင်းရဲနဲ့ဝောမယ်ဆိုရင်ကတယောက်ပြီးလူကြီးပဲကြောက်ယုတ်ကြည်ရှိခြင်းမရှိခြင်းမပေါ့ကြည့်တဲ့လူကအဲ့ဒါကိုလှမ်းပြီးတော့တိုက်တာလိုက်ဟာဒါသာဖြစ်တဲ့နာဖြစ်တဲ့အဲ့လိုညံရင်လေးထက်ထက်ပြီးကတ်ကြည့်ဘာပဲကိုလည်းညံရင်တက်တယ်အတွေးခေါ်လည်းတက်တယ်ယူဆလည်းတက်တယ်ညံရှင်ဒါဟုတ်ခက်ကအခုခက်ကတော့မရှိတော့ပါဘူးအခုခက်ကတော့မရှိတော့ပါဘူးထင်တာလားဟုတ်ခက်က ခေါင်းကမင်းသားတွေဘာကြောင့်ကောင်းတယ်လဲမင်းဆွေစုတက်ကြပါဥဝင်းဥပြောကြည့်ဥဝင်းဥဆိုတဲ့ပုဂ္ဂိုလ်သူကြောင့်လေးလိုက်စာရေးစီအလွန်ကောင်းပါလေစာအလွန်ရေးကောင်းတဲ့ပုဂ္ဂိုလ်ဆက်စပ်တဲ့ခေတ်သောမန္တကျန်လို့မိမနာအမုန်းကိုစောင်းပြီးဖတ်ကြည့်ပါဦးဝင်းရေးသွားတယ်သူတို့ရှိမှကအဲ့ဒီလိုစာရေးစီအစိုးရဒရိုက်တာမင်းသားထုတ်လုပ်သူစန္ဒမဂ္ဂစိတ်ပိုင်ရှင်ဆွဲစုံတက်စုတက်တယ် တို့ခက်ကလူငယ်တွေမှန်မှန်များတို့ဒီဝေဥအလေးပါလိုက်မှဝေဥစိုးချက်ဝင်လိုက်ဝတ်တယ်ဒီလက်မောင်းအခဖြစ်မင်းသမီးအဲ့ရခက်ကအမျိုးသမီးရလဲဒီလက်မောင်းအခမှာစိတ်ဝင်လာဒီမင်းတို့ကတော့လည်းမင်းငယ်ချက်ဆိုတိတ်စိတ်ဝင်မှာတော့သူအဲ့ဒါအဲ့ဒီအလားလူဒီလိုမသွားတော့ဘူးအဲ့ခက်ကဒီလိုမေးလိုက်တော့ဒီရောပြဒီလက်မောင်းလာဒီလိုမေးလိုက်သွားတယ်ခက်စပိန်ဆိုင်မှာဘာညာဒီလမ်းပေါ်ကျွန်တော်ဆိုရင်ညီလေးသွားလိုက်တာပေါ့ခဏ လိုလာမှာမှားလိုက်ရှိရမှာမဟုတ်ဘူးအဲ့ဒီခက်ကအတန်လေးညင်လေဝင်းလေးညင်လေခဏလောက်လာလာမှာပေါ့အဲ့လိုဖြစ်ဖြစ်ဆိုတော့ဝတ်လိုက်ဝတ်ကြုံတော့မျိုးအခုလေနန်ပြကြီးကြီးချစ်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 လာပေးစမ်းပါအဲ့လို အပ္ပရစကိုသားလေးကိုရေချိုးပေးတယ်ရေလေးနဲ့ရေကိုဆွဲတယ်ရေလေးနဲ့ရေကိုဆွဲတာသတိရေချိုးပေးဖို့မဟုတ်သူ့လက်မောင်းနှာဘယ်လိုက်ကလေးကိုဝဝကလေးကလေးအောင်ငကန်းနဲ့ပြားနေပြီသူ့မိမနှာကိုလို့ကိုချစ်မောင်းကိုချစ်ဖို့ဖြစ်သွားတယ်ငကန်းနဲ့ပြားနေတယ်ဘာအော်ဟုတ်ပါကွာအဲ့ဒါ ဝိရိယကမ္မတတောက်ဟိုဓာတ်လေးပဲချာဓာတ်လေးကြီးချာတာနောက်ဟောသူကမြင်ဖို့ဟောလားလည်းမြင်ဖို့ဒီဘက်ကောင်လာဖို့ခေါ်တယ်ကျွန်တော်ဆိုသားဒီဘက်ကောင်ကူးလာတာသားရဲ့ဆိုကျွန်တော်ဆိုချက်မတော်မမတော်မအတန်ဟိုလေချွေတာချိုးကြချွေတာလေးလေးမှာမင်းသားလေးမှာကဘာလေးမှာဥဝင်ဥဝင်တို့တန်ပန်းဒီဖက်ကန်းကိုကုလာပိုင်း သူတော့သူပဲကြားမှာလေဘောသားပဲဘလို့ကြားမလို့သူတယောက်ပဲကြားမှာဘတော်မှအတန်ကိုသူကတချင်းဆိုလေတော့မှဟဲ့ပဲပဲနဲ့တကားအဲ့လိုကျွန်တော်တို့မရဘူးသူအတန်ကိုအညာညာသူမင်းမလို့နေတာကျွန်တော်ကြိုင်မိုင်းကတော့မညွန့်ညွန့်လေလားလို့လာမှာပေါ့မရဘူးကြိုင်မိုင်းကတော့မဘယ်ကတူရီလဲ ညွညွညွလဲအဲ့လိုအတန်အရန်ကိုမဆုံဆုံတက်တဲ့ပုံကကောလိဂျီလေးကိုအဲ့ကမြင်သားတွေကြည့်ကိုချင်းထူးချွန်ရင်ကြည့်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နောက်တစ်စလုံးမင်းတို့ဒီနားနဲ့ဆိုတက်နေဖြစ်နေလိမ့်မယ်ဒါပေမဲ့အဲ့အချိန်တွေကပြိတ္တကပြည်သူတွေကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကိုနေဝေးပြောတော့လေဘယ်သူလဲမှမဟုတ်ချစ်ဆရာလေးဟဲ့ဆိုအဲ့ဒါဥပညာလေးစိတ်ကြီးခဏလောက်လား ကျုံချောလို့ငင်းလာဖြစ်တယ်အပြောသူအပြောဆိုစာရင်းစရာကြပြားစရာချင်းရင်းစရာတကယ်ပေါက်လည်းချင်းနေမှန်းကြကြိုက်တဲ့အချိန်ကြီးအဲ့တော့ဆရာမြတ်လက်နဲ့အဲ့တော့အဲ့လိုတက်တဲ့ပုံပုံတွေကနေထွက်တဲ့ကျွန်တော်ရွှေနဲ့မနိုင်မ်းပါနဲ့ဗျာရွှေနဲ့နိုင်စိန်ဆိုတာစိန်နဲ့ကွတ်တော့စိန်ရွှေလက်ဆိုညနဲ့ကွတ်တော့ညနဲ့ဆိုဘယ်နဲ့ညနဲ့ကွတ်တော့ဘယ်နဲ့ညလက်ဆိုအဲ့ဘယ်မှလဲရှိရတဲ့ ရှုရတံမှုအရောက်မိန်သွားတာကိုသူအဲ့လိုအမိဒီမှာဆန်ဆန်ပြောသွားတယ်။အဲ့ဒီစကလုံးလုံးလုံးကဒီလူရှင်တော်လေးပြဇာတရားထဲမှာတိုက်ပြီးရင်အများကြီးကြံနေတယ်ခက်တယ်။သူဖြတ်သွားတဲ့နေရာမှာသူတို့တောင်းဝန်ကြေခဲ့ရသူတို့ဒီအနည်းပြန်နဲ့ပတ်သက်ပြီးအမတန်တောင်းဝန်ကြေခဲ့တဲ့ပုဂ္ဂိုလ်သူတို့တမယုံရှင်နေတယ်တကယ်ကို classic ကတန်တန်တန်ကြည့်ရတယ်ကအဲ့လိုပဲအဲ့ဒီခင်မှာဒီလူတွေရဲ့နှလုံးသားကိုတိမ့်ချုံယူသွားတဲ့မင်းသားတစ်လက်ကတော့ရှိပါဘူး ကဘာမှလည်းမရှိသူကငင်းသား90ရှိတဲ့တိုင်းမှာဝိုင်းချဲ့ရတဲ့ကြက်အဲ့လိုတောင်တူးချင်းချင်းနဲ့တက်တက်မရှိခဲ့ဘူးဒိုင်မင်းလို့ရှိမရှိခဲ့တယ်မရှိပါအဲ့ဒီရှိပါကဘလောက်ဒီပြည်သူတွေကအဲ့ဒါတော့ပစ္စည်းပဲလူလည်းလည်းမကရှိရတယ်မမမမရက်တယ်ကြမ်းသူရှေဖကသူရဲ့မိသားစုသူရဲ့အမိကိုတိုင်းမှာသူရဲ့အမျိုးရှေဖကိုတည်နေဆက်စပ်တည်မှာ တဝနဲ့ဇက္ကာမှာအဲ့ဒီတော်နေမှာဟုတ်လားပိတ်ကားနဲ့ထောင်ပြတဝနဲ့ဇက္ကာမှာခြေပောက်ကိုကျိုးပေးဖို့ပဲကျိုးတယ်ထောက်ကျိုးပေးတဲ့အစင်းကြီးမရောက်လိုက်ထောက်လာတယ်ကမင်းနဲ့ရှုပ်တဲ့ပိတ်ကားကိုပြီးရုပ်ရှင်ပဲဒါမှမဟုတ်လို့မသိဘူးတို့စက်ကြီးနေမင်းကကျိုးပေးတော့မယ်အဲ့ဒီကိုကျိုးပေးတာကိုမကြည့်နိုင်တော့စွဲလာတယ်ဩဆိုပြီးပိတ်ကားမင်းနဲ့ရှုပ်တာအာမင်းအာမင်းမြင်ကြပါဘာနောက်နေကြရတယ် ပိဋကနာခင်ဗျာမနေ့ကတည်းကရှေဘသူကနေ့စကမ်းမှာရှေဘတူဒီညရှေဘအစ်ပြန်လာပါလို့အဲ့လိုပညာပြရ30တာရောက်ပြီဆိုတာရှေဘတို့ရံကုန်ပြည်နာမှာ30ရှိန်စီနီမှာရုပ်ရှိရှိအဲ့ဒီမှာရှေဘကပြရမှာဆိုရင်သူကပြတဲ့လူကကြိုကြည့်ရှေဘတိတ်ဒီကားမသိအဖိုးကြီးခံရရပြီဆိုရင်လူပြောက်ကသာမန်တာအဲ့ဒီခံရလို့လူပြောက်ကမိုက်ပေါ်ကြည့် သူအဲ့ဒီသိတ်အချောကျိတ်ခြေပါသိတ်ခံနေရပြီဆိုလူ900ကအဲ့ပိတ်ကန်းသားကတ်သွားပြီဓာတ်နဲ့ခွဲမယ်မီးနဲ့ရှို့မယ်အဲ့တိုင်းသိတ်ထိုးခံနေအပေါ်ကနေအကျညာပေးရတယ်ပြိတ္တများခဏသိခံပေးပါကိုရှိပါအခုခဏလေးပဲထိုးခံနေရတာပါပြီးရင်ရှို့ပြန်မြိုက်ပြန်ချပါလိမ့်မယ်ပြန်ထိုးပါအဲ့ဒီလိုမှအဲ့လိုလောက်သွားတယ်မင်းတို့သိတ်များနေပြီငါတို့ကိုရှိပါသိတ်ခံနေရပြီရုပ်ရှင်ဆိုတာကိုမေ့သွားတာချစ်ချင်းမြစ်တာတည်းကဘယ်တော့ကြောက်ဖို့ကောရုပ်ရှင်မေ့သွားတာအဲ့တော့ပြီးတော့ပြန်ထိုင်တယ် ပြီးတော့မှရှေဘပြန်ထိုးလေအလှကြောင်းငါပြောတယ်မလားရှေဘဆိုအဲ့ဒါကိုကခြေဘလို့မခေါ်နဲ့ကိုရှေဘခေါ်ရတာအဲ့ဒါဥရှေဘကဘာပြောလဲဆိုတော့သူတမရတူကြမ်းခွဲကိုတောထဲမှာသွားပြီးနေဒီမှာရိုက်ပြီဆိုရင်တယောက်တည်းဘတော့မှချုံချက်မသွားကြနဲ့ဘာဖြစ်လို့လဲဆိုရင်အဲ့တိမင်ဘေးကနေခွတ်ခွတ်ခွတ်နဲ့ဝင်ထိုးရတာဟာဘာဖြစ်လို့ထိုးရလဲခင်ဗျကျအတိတ်ပဲမရှိဘာတည်းမရှိမင်းဘယ်ကားမှာတော့ငါတို့ကိုရှေဘကိုမင်းလေးချက်ပူထိုးရတာမှတ်မိလား သူဘယ်လိုသိပါတော့သူရုပ်ရည်မှာသူလည်းမလူတို့ကတော့လို့မလုံးနေရင်နောက်တစ်ခါသိမ့်မယ်မင်းမင်းငါတို့ရွာလာလို့သိခံပေးလိုက်မယ်ဟုတ်လားနောက်မှပဲကိုရှိပါ့မင်းစိတ်ရောင်ပြင်ပါနဲ့အဲ့လိုအဲ့လိုချစ်တာအဲ့လိုချစ်ချင်းမြတ်တာကိုရတဲ့ပုဂ္ဂိုလ်ကအဲ့တရားမပြည့်ဘူးကျန်တာတော့ကြိုက်တယ်ကြိုက်ကြတာပေါ့မင်းသားဆိုတော့ဒါပေမဲ့အဲ့လိုကျွန်တော်တို့ရှိမှာကပုံမှန်စတီဒီယိုမရှိဘူးစတီဒီယိုမရှိကျွန်တော်ရောက်မှရုပ်ရှင်ရရှင်တင်ကြီးမထွက် တချိန်မှာတင်းဆိုင်ကိုလိုက်ရှာအဲ့ဇကားလည်းဘေလူကအဖေသေးတို့ငိုဝမ်းမဲ့အခန်းအုတ်ကွာလည်းအတစ်တည်းရအဲ့လိုရှောက်ရှာလို့ရှူတီမန်နေဂျာဖုန်းလိုက်ဆက်တယ်တွေ့ပြီဆရာလည်းတချိန်ပဲပါသွားရိုက်ကြတော့တိုက်ရတဲ့ကိုကကြက်ကြက်နဲ့ငိုမယ်ဖေသေးတဲ့ငိုပြီအုတ်ကလေးရတယ်အတစ်ကလေးဆိုတော့ကျွန်တော်အဖေနာမည်ဥဖို့တုတ်62ရှင်းတယ်ဆရာလေးနဲ့ကတ်လိုက်အုတ်ကကိုအုတ်ကဖြစ်သွားပြီအဲ့ဒီအုတ်ကျွန်တော်ကသတိမထားမိရင်အဲ့ဒီအုတ်ကူနှစ်ခု အပေါ်မှာအဲ့ဒီခလေးတယောက်ထိုင်နေကရုံးလေးနဲ့ကောင်းလေးလူလူလက်ပိုင်းလေးထိုင်နေကျွန်တော်ကဇက်ဝင်ခံရငိုရမှာပေါ့အဖေကျွန်တော်ပြန်လာတဲ့တည်းအဖေမစောက်နိုင်ဘူးဟေးတော့ပူငိုလေကျွန်တော်မငိုရသေးဘူးညီလေးမနောက်ပါနဲ့ကွာရုပ်ရှင်ကြီးနေခဏလေးပေါ့ဒီကံမေးပါနော်ညီနော်အေးဟုတ်အေးအေးတောက်မှမလဲအေးအဖေ ကျွန်တော်ပြားလာတယ်ဟိဟာညီလေးอ่ะအမေကများနေကြီးပါမမပြက်တယ်ကွာခဏသိခံပြီးပါပေါ့သုံးခါလောက်ကြာတော့အော်မင်းဘူးကမင်းကလည်းစော်ဟားတယ်ကွာဘာရင်ဖြစ်လာမရိုက်တယ်ဗျာလေကျုပ်ပဲကူပြားလဲလာရဲ့လာသူ့ပဲကူသွားရိုက်တာသူ့ပြန်ဟောင်းနေတာမရိုက်ရင်ဆိုမရိုက်ထွက်ပြေးကြပေါ့အဲ့ဒီလူကျွန်တော်ကမရှိဘူးအဲ့လိုမရှိတော့အဲ့ဒီအကယ်ဒမီပေးတဲ့ညဆိုရင်အဲ့မှာဝင်ကြီးအဆက်ဆက် ျွန်တော်တို့ရုပ်ရှင်လောကကြီးဖွင့်ပြတူတဲ့ဘယ်နေရာသွားဖွင့်ပြနေလဲဒီဒီမှာတော့တိုင်ပတ်နေတယ်ဆရာဘယ်နေရာသွားဘယ်သွားပြီးဖွင့်ပြတူတဲ့ရုပ်ရှင်လောကကြီးအကြောင်းနဲ့သိတာမဟုတ်ဘူးအထက်နဲ့ဆင်းကြည့်တာကိုရိုက်ခွေးနဲ့တစ်ခါမှမရဘူးမင်းကဖွင့်ပြတူတဲ့ဘူးတွေအမဆရာကြီးတွေနေရာသွင်းတော့ရုပ်ပြီးပြင်းသွားဒီမှာခံစားမှုကဒီမှာတူတဲ့မှုကဒီမှာစုံလို့သလားမရှိဘူးအော်ကျွန်တော်လူမျိုးကဘာလို့ဆိုဘောလုံးဝင်းမရှိပဲနဲ့ကိုတက်တက်ဖလားလို့ရင်းနေတာဘောလုံးဝင်းရဲ့ရအသိမ်းပြီးလိုချင်လိုက်တဲ့ဖလား ပတောကမရနိုင်ဘူးမျိုးဆက်တွေဖျက်ပလိုက်ပြီးခလေးတွေကအဲ့ဒီအရွယ်လောက်တွေကကြောက်ပြီးတော့ကြမ်းမရေးတော့ဒီဘလုံးမင်းထဲမှာစော့ဒီကနေပြီးတော့မှရပုံးကြီးတွေထွက်နိုင်ငံတော်မှာတကယ်ကိုလေးစင်းနေအကူအာထာဖြစ်ရမယ်ခလေးအဲ့ဒီခလေးတွေကန့်လဲဘလုံးမင်းမရှိရှင်းနိုင်ရတော့ရသေးတယ်ဖလားနောက်တစ်ချင်းတော့ကျွန်တော်စက်တဲ့ကြံတော့ ို့နိုင်ငံမလာလာပြီးတော့နိုင်ငံတကာပွဲတွေမကျင်းပနဲ့ရှုံးပြီဆိုရင်မြန်မာသွေးကြီးကခုံနေရိုက်ခါချိုးလိမ့်မယ်လောကကြီးမှာအမှန်တရားတစ်ခုအတွက်မျိုးဆက်တစ်ဆက်ကိုထူထောင်လဲဆိုတာထူထောင်ခြင်းနဲ့စိတ်နှလုံးသားအလှတွေနဲ့ကိုယ်ကိုယ်လေးလူကြီးတွေကအဲ့ဒီလိုငါ့ရဲ့မျိုးဆက်တွေဒီငါအခက်လောကမှာ ငါတို့နိုင်ငံအဲ့လိုဖွံ့ဖြိုးတိုးတက်ရမယ်လို့ဆိုစိတ်ကြီးတွေနဲ့လာကြရင်ကောင်းတယ်။စအဲ့ဒီစိတ်နဲ့မဟုတ်ဘဲနဲ့အဲ့ဒီအကွက်ချောင်းနေတဲ့ငါသိမ်းထားမှမဆိုအဲ့ဒီလိုစိတ်နဲ့ဆိုတော့အဲ့ကလေးတွေမတိုးတက်နိုင်ဘူး။ဟိုကြောက်ငါလုံးကြည့်ရမယ်နေမှာဟိုခေတ်တုန်းကတလုံးမကြည့်တယ်။အဲ့ကလေးတွေကြားခံမှုဒီမင်းနဲ့ရှင်နိုင်ရင်အမြဲတမ်းနောက်ကကျွန်တော်ကလေးတွေအပြစ်မတင်ဘူးလေရွေးစင်တွေအပြစ်မတင်ဘူး။ကျွန်တော်မျိုးဆက်ဖြတ်ခဲ့ပြီကျွန်တော်ကရွှေရောင်နှောင်းခဲ့ပြီးပြီ။ဒုတိယရွှေရောင်မျောလင့်။ဒါပေမဲ့အဲ့ဒီရွှေရောင်ကတော့ ျွန်တော်တို့တတိထင်ရရှိတဲ့အချိန်မှာရွှေရောက်လွှမ်းမဲ့မလွှမ်းဘူးလားကျွန်တော်တို့အတက်မပြောနိုင်သေးပါဘူးဒါပေမဲ့မျိုးဆက်တွေဒီနေ့အချိန်ထိအောင်ပါဘာဖြစ်ဖြစ်ဘက်စုံသူစုနဲ့တိတ်ခါရှိတဲ့နိုင်ငံတော်ကြီးခေါင်းဆောင်ကောင်းရတဲ့ခေတ်ထဲမှာအားကြောင့်အခုနကျွန်တော်စကားဆက်လို့အနည်းပြန်လောကမှာလူလူရဲ့နှလုံးသားကိုတိမ့်ကြုံပြီးတော့ရရှိသွားတဲ့ပုံကွာတော့ရုပ်ရှင်လောကမှာတော့ရှိပါပါနိုင်ငံရေးလောကမှာ လူလူရဲ့မြစ်တောင်တိမ့်ကြုံရသွားတဲ့ပုံကောတော့ဗိုလ်ချုပ်အောင်ဆန်းပါပြီးတော့ဒီနေ့ဒေါ်အောင်ဆန်းစုကြည်ပါအားလုံးကြောက်တော့ကြတော့စပီချစ်ပြိသက်များနဲ့ဆရာတော်သမတော်ကြီးများကျောင်းသားကျောင်းသူများအဲ့ဒီလိုနိုင်ငံအလှကိုနှလုံးသားအလှတွေနဲ့ချေမှုန်းရင်းနဲ့အနာဂတ်နိုင်ငံတော်တစ်မှာတစ်လင်တောက်ပတ်တဲ့လူငယ်တွေဖြစ်ပါစေလို့ဆုတောင်းပြီးညီကုန်းချုပ်ပါအားလုံးကျေးဇူးတင်ပါ